အဲနာမည်ပြတ်တယ်ဆိုတာကတော့ကိုခံယူမှဖြစ်တာပေါ့နော်တချို့ကြတော့လည်းနေနာမည်ပြတ်သွားပြီချို့ကြတော့လည်းနေနာမည်မပြတ်ဘူးပေါ့ဒါပေမဲ့နိုင်ငံတကာအလယ်မှာနာမည်ပြတ်လားမပြတ်လားဆိုတာကိုပဲကြည့်ရပါတယ်မြန်မာပြည်မှာပြတ်တာမပြတ်တာကိစ္စမရှိပေမဲ့နိုင်ငံတကာမှာနာမည်မပြတ်ဖို့ကအရေးကြီးပါတယ်ရှင်ဟုတ် ပြီးတော့လာတော့မနစ်ကဆိုတာနာမည်ပြတ်သွားတာမဟုတ်ဘူးမနစ်ကကြတော့ pressure တွေအရန်များပြီးတော့ပောက်ကွင်းထွက်သွားတာနာမည်ပြတ်တယ်ဆိုတာကတမျိုးသောအရာပေါ့နော်ဒါကကြတော့ကိုချင်းသိခါပိုင်းပျက်စီးနေတာမဟုတ်ဘူးဟိုချစ်စေချင်တာမဖြစ်လာလို့ အစေတနာအမားနဲ့ရင်မဲအရန်ငယ်လုံးနဲ့အတွက်ကြောင့်သူ့ရဲ့ composure ကိုမထိန်းနိုင်တာရဖြစ်တာဆိုတဲ့အတွက်ကြောင့်ဒါနာမည်ပြတ်သွားမှာမဟုတ်ဒါကြောင့်မို့လို့ Miss Grandy ဖြစ်ကိုယူတဲ့လူတွေအတွက်ကိုလှမ်းကနာမည်ပြတ်တဲ့ပွဲကြီးကိုယူတယ်ဆိုပြီးတော့လှမ်းကတော့မပြောစေချင်ဘူးဆိုတော့မနှစ်ကမဲနာမည်ပြတ်တာမဟုတ်ဘူးမနှစ်ကဟိုက pressure အရန်များသွားဖြစ်စေချင်တဲ့စိတ်တွေများလို့ဖြစ်သွားတာလေဟုတ်ဒီနှစ်မဲအတွက်က pressure များတယ်အဲ့တော့လှမ်းကအနေနဲ့ရပါတော့ပွဲကြီးကိုအောင်မြင်စွာနဲ့ပြိုင်နိုင်ဖို့ပဲလှမ်းက suit down ပေးတယ်ဘာလို့လဲဆိုတော့ အားလုံးကအရင်ပဲနှစ်ယောက်နဲ့ပြန်ကြမှာပဲရှင်ကြမှာပဲဆိုရင်သူခမအရင် pressure တွေပြီးလိမ့်မယ်ပေါ့နော်အဲ့တော့ miss grand ကတော့သူတီတီးတယ်ညီမတို့လည်းတီးတဲ့အတိုင်းပဲအရန်ကိုဖိအားပေးရဲအဲ့တော့သူဟိုမှာအေးစိတ်စိတ်ပြိုင်နိုင်ဖို့ကျမ်းမာရေးအရာစိတ်ကျမ်းမာရေးလူကျမ်းမာရေးပဲဦးစားပေးစေချင်ပါတယ်ရှင်ဒီနေ့ကတော့ဒီညီမရဲ့ class မြန်မာ organization ကနေပြီးတော့ဒီ Miss International Queen မြန်မာကိုမိရမိတ်ဆက်ပွဲလေးလုပ်ပြရပါတော့เนาะအဲအဲ့ဒါနဲ့ပေါင်းပြီးတော့ဒီညီမရဲ့ organization က Miss ဖြစ်တဲ့ဒီ ambassador ကိုပေးထားတဲ့ therapy မောင်ပေါ့နော်သူ့ကိုကြတော့သူကလည်းကိုယ်တိုင်က miss grand ကိုသူသွားပြိုင်ရှင်နေပေါ့နော်အဲသူစိတ်ဆန္ဒရသွားပြိုင်ရှင်နေဆိုတော့သူညီမဒီ miss grand မကွေးပေါ့နော်မကွေးပူစားပြီးအနေနဲ့ဆစ်လို့ပေးတာပါပြီးတော့နောက်ထပ် comedy တစ်ယောက်ကလည်းသူကိုယ်တိုင်နေ miss grand ပြိုင်ရှင်နေပေါ့နော်ပြိုင်ရှင်နေဆိုတာနဲ့ကိုညီမကလည်းဒီဟို organization နဲ့ချိတ်ဆက်ပြီးတော့ သူ Miss Grand Haka အဖြစ်စီလုပ်ပြီးသွားမှာပေါ့နော်။သူတို့ကအခုဘလို့ဖြစ်လဲဆိုတော့ဒီဒီကတော့ညီမ Miss Universe အလုံးပွဲလုပ်လိုက်တယ်ပေါ့နော်။ပွဲမှာအဲ့ကောင်မလေးကသူကသူညီမကနေပြီး organization နေပြီး ambassador ရွေးလိုက်တယ်။ရွေးလိုက်တယ်ဆိုတော့သူသူနဲ့တင့်တော်တဲ့ပွဲပေါ့နော်။သူသူသွားရှင်တဲ့ပွဲလည်းပြန်လို့ရအောင် international ပွဲတွေဟို join ရှင် join လို့ရလို့ညီမကတော့သူရွေးလိုက်တယ်ပေါ့နော်။ online ရှင်အနာမယ်အနေနဲ့ပြီးတော့အလုပ်လည်း တွဲပြီးတော့လုပ်လို့ရအောင်လို့ရွှေလိုက်တယ်ဒါပေမဲ့ तू ကဒီ Miss Grand လဲပွဲလုပ်နေသေးတယ်ဆိုတော့ तू Miss Grand ပွဲကို join ရှင်တယ်ပေါ့နော်အဲအဲ့လိုသူ့ရဲ့စိတ်ဆန္ဒအရာ join ရှင်တယ်ပြောခါကြ तू ရဲ့ fan တွေပိတ်သက်တရလဲသူ့ကို Miss Grand join ဖို့အတွက် request လုပ်ကြတယ်ပေါ့နော်အကုန်လုံး Miss Grand ကိုသွားပြိုင်လိုက်ပါပြတယ်ညာဖြစ်တယ်အဲ့လိုမျိုးပြောတော့ခါကြ तू ကလဲ तू သွားပြိုင်ရှင်တယ်ဆိုရယ်စိတ်ဆန္ဒရှိရတယ်ညီမတို့ကလဲ organization ရဲ့ ambassador ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကို ဒီလိုမျိုးလေးလုပ်ပေးရပါရှင့်အဟုတ်အမ်ပန်ဒရာနဲ့လာနုနဲ့ကလုံငယ်နှစ်နှစ်လောက်ခရေရခင်တာပေါ့နော် ပြီးတော့သူ Miss Universe ရန်ကုန်ပြိုင်တော့ကလည်းလာနုအားပေးခဲ့တာဆိုတဲ့အခါကျအခုကအရန်တော်တယ်ပြီးရဲ့အခါကျသူအခုပေါ့နော်ဒီတက်ဆက်တက်ဆက်ပြည့်ရဲ့အခါကျတော့သူရက်မသွားဘူးနားမသွားဘူးသူဆက်ပြည့်ရဲ့အခါကျဝါသနာရှင်တွေကိုမွေးထုတ်ပေးနေတယ်။အဲအကြောင်းကသူ support လာပေးတာပါရှင်ဟုတ်။ဘလို့ kwa ချမ်းမှုရှိလဲဆိုတော့ဒါတော့သူရဲ့ choice ပေါ့နော်။ဟိုသူရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုညီမတို့အနေနဲ့လည်းပိတ်ပင်တားဆီးလို့မရဘူး။ organization ကတော့ဟိုလုပ်ပေးတင်တာလုပ်ပေးရမှာပေါ့နော်။ဘလို့ပဲဖြစ်ဖြစ် ဟိုသူ့ရဲ့စိတ်ဆန္ဒအရာဒီပွဲကိုဟိုတွားပြိုင်နေဆိုတော့ဟိုညီမတို့လည်းမပြိုင်နဲ့ဟိုဆန်ငါ organization ကပဲညင်မပြိုင်ရအောင်ငါတို့လွတ်တဲ့ပွဲပဲပြိုင်ရမယ်ဒီပွဲမှာပြိုင်ရမယ်သူထိန်းချုပ်ထားမျိုးတော့မရှိဘူးဟိုစာချုပ်တွေတော့ရှုပ်ထားတာရှိတယ်ဒါပေမဲ့လည်းသူနဲ့တင့်တော်တယ် သူနဲ့သူ့အတွက်ကောင်းမယ်လို့သူဆုံးဖြတ်တယ်ဆိုလို့ရှိရင်တော့ညီမတို့ကတော့ဘယ်ဘယ်ပွဲပဲသွားပြက်မြန်ညီမတို့ကတော့လှုပ်ပြီးသွားမှာပါဒါတော့သူရဲ့ choice ပေါ့နော်ဟုတ်လုံနိုင်တယ်မလုံနိုင်ဘူးဆိုတာထက်ကိုလို့ပြောရမလဲ तू သူ့ကိုလည်းဒီပြိတ္တတွေကလည်းအကုန်လုံးကြည်ကြတာပါကြည့်တော့ तू ကဒီ university တက်ကို miss grand နဲ့ပို့ပြီးတော့ဟို live ဖတ်မဲ့ဘာညာလည်းပြောကြတော့အဲ့လိုအပြောလေးလည်းပါမှာပေါ့နော်အဲ့လိုလည်းပြောကြတယ်ပို့ live ဖတ်တယ်ဘာညာပြောတော့သူ့ရဲ့သူ့စိတ်ကလည်း तू ဒီຢာလေးကိုပြိုင်ချင်တဲ့အတွက်ကြောင့်မလို့ဩပြီးတော့ပြိတ္တတွေတောင်းဆိုမှုရတော့ तू ဒီပွဲကိုသွားကြွန့်ဖြစ်တယ်ပေါ့နော်အဲအဲ့ဒါနဲ့ညီမတို့လည်း တိုင်မင်တာပေါ့ ဟိုပြန်ရမလားမပြန်ရမလားပေါ့နော်အမခွင့်ပြုရဲဆိုလို့ရှိရင်တော့ပြန်ရမယ်ခွင့်ပြုဘူးဆိုတော့မပြန်ရဘူးပေါ့နော်သူဘက်ကလည်းဒီလိုမျိုးလေးဟိုကောင်းကောင်းမော်လေးတောင်းဆိုတဲ့အတွက်ကြောင့်မို့ညီမကလည်းသူပွဲလေးသူ့ကိုကိုယ်တိုင်နွယ်လုပ်ပြီးဖြစ်တာပါရှင်စိန်ခေါ်မှုတွေအရင်များတဲ့အတွက်ကြောင့်တော့ခရက်ဆိုရရှိမှာပဲခရက်ရှိတဲ့အတွက်ကြောင့်လည်းပြိတ္တကစိတ်ဝင်စားလာတာဒါဟာလည်းကောင်းတဲ့အချက်လို့ပဲသာမျိုးယူဆတယ်ပြီးခဲ့တဲ့တစ်ခေါက်ကခရက်ဆိုလို့ရှိရင်ပွဲကိုလည်းလူတိပုံများသွားတယ်လို့မဲကိုလည်းလူတိပုံများသွားတယ်ဒါကောင်းတဲ့ဘက်ကပြောမယ်ဆိုရင်မကောင်းတဲ့ဘက်ကပြောမယ်ဆိုရင်တော့ဒါအဖြစ်ကထောက်စရာကြီးပဲပေါ့နော်အဲ့တော့အခု ု Pandora တို့ကတတိရှိစွာနဲ့ဒီ City Director တွေကနေပြီးဒီ National Director ရှီကနေပြီးတော့မှဒီဒီ City ဘွဲတွေပြန်ယူရဲဆိုအရန်တတိရှိတယ်ဒီ challenging ကိုပေါ့နော်အိုးစိတ်ဝင်စားပြီး risk ယူတတ်တဲ့အမျိုးသမီးလေးတွေပေါ့လောလောဆယ်အားပေးရရှင်တကယ်ပြတော့ဝိုင်းပြောကြမှာလေဒါမဲ့ they don't care နော်ဟုတ်ငါငါဆုံဖြတ်ချက်တိုင်းပဲနေရမယ်ငါပြောတဲ့အတိုင်းပဲလုပ်ရမယ်ဘယ်ပွဲမှမတွားရဘူးမင်းတို့ဘာမှမလုပ်ရဘူးငါစာချုပ်အတိုင်းပဲနေဆိုတဲ့ပုံစံမျိုးတော့မလုပ်ထားဘူးပေါ့နော် သူတို့အတွက်ကောင်းကောင်းမယ်သူတို့အတွက်လည်းအဆင်ပြေမယ်သူတို့ပို့ပြီးတော့ဟိုအောင်မြင်လာမယ်နာမည်ရလာမယ်လို့ထင်တယ်ဆိုလို့ရှိရင်သူတို့ဆုံးဖြတ်ချက်အတိုင်းပဲသူတို့ဘယ်ပွဲပဲရွေးချယ်ရွေးချယ်ညီမတို့ကတော့ဟိုဆေးလွတ်ဖို့အဆင်သင့်ပါပဲဟုတ်ဟုတ် um ပရိသတ်ကတော့ဗောနောသူတို့ကနိုင်စီခြင်းနဲ့စိတ်နဲ့ pressure ပေးมาပဲဒီနေ့သပင်ကောက်တိုင်းနောက်နေ့သပင်ဖြောက်มาလာအဲဒီနေ့ဘိုလိုဝင်နောက်နေ့မြန်မာလိုဝင်ပါလားဒါပေမဲ့အဓိက national director အတိဆုံးပဲ ်ဟုတ်အ International ပွဲမှာမြန်မာတွေအရင်သွားဆန်လို့လည်းမရအဆုမရအောင်ရှင် International ပွဲမှာလုံးဝ International ပုံစံပဲသွားရတယ်မြန်မာဆန်ကျင် National costume မှာအပြည့်ဆန်ပေါ့နော်အဲ့ဒါကိုမှမဟုတ်ဘူးတချို့ကြာမဟုတ်ဘကွက်လေးနဲ့လောက်ပါအောင်မြန်မာအင်ဂျီလေးနဲ့လောက်ပါအောင်ဆိုအလန်ဒူရိုပေါ့နော်ဒီတင်ထားတဲ့ဖိလစ်ပင်းကဆရာကြီး2014တော့ International ပွဲမှာတကယ်ဟိုလိုမျိုးပါခေါ်လဲဒီ close door interview တို့ပါတော့မှာလုံးဝအပြည့် international ဆက်ဆံမဲ့သွားပါဒါပေမဲ့မြန်မာလူမျိုးကြမြန်မာလူလေးသွားကြတယ်မြန်မာပြည်သက်တရားချစ်ကြတယ်ဒါပေမဲ့အမှတ်မရဘူးပေါ့အဲ့လိုမျိုးလေးပြည်သက်အမြင်နဲ့ဟောအဒိုင်းအမြင်နေနဲ့အများကြီးကွာတာတွေရှိရဲ့ရှင်အဲ့ဒါကြောင့် national director နေပြီးတော့နားလည်လို့ season ပေးလိုက်တဲ့အချိန်မှာမင်းနဲ့ character နဲ့ကြာမှာ clash တွေဖြစ်တာပေါ့နော်တချို့ပြည်သက်တရားစေတနာအမားလေးဖြစ်ကြရဲ့ရှင်အဲ့ဒါလေးတော့နားနားသတိပေးချင်ပါတယ်ဟုတ်အမ်အဓိကကပေါ့နော်သွားပြိုင်ပြီး ပြိုင်ပြီးတော့ပြန်လာပြီဆိုကြတဲ့ကအောင်မြင်စွာနဲ့ပေါ့နော်မြမားဆိုတာကိုနာမည်ပြတ်မရှိပဲနဲ့ပြန်လာတယ်ဆိုကြတဲ့ကစူပါတီဖြစ်စေမပါတီဖြစ်စေသူသည်နိုင်ခဲ့တယ်လို့ပဲသာလို့ယူဆတယ်။ဆောင်းမေးပွဲဖြေတယ်လို့ပေါ့ရှင်ဆောင်းမေးအောင်သွားတယ်ပေါ့တကယ်လို့အစုတစ်ခုခုရပြီးပြန်လာတယ်ဆိုလို့ရှိရင်တော့သူက distinction ရတယ်ပေါ့အောင်မတ်အောင်မတ်အပြင်ဂုံထူးရတဲ့သဘောပေါ့ဒါကြောင့်မို့လို့စူရပြီးဖြစ်စေမရပြီးဖြစ်စေအစားအဆုံးကိုနာမည်ပြတ်မရှိပဲနဲ့ပြန်လာနိုင်တယ်ပြိုင်ပြီးတော့ပြန်လာနိုင်တယ်ဆိုရင်သူ့ကိုလာနေ congratulate လုပ်ပါတယ်ရှင်ဒီနေ့မဲ့အတွက်က pressure များတယ်အဲ့တော့လာနုအနေနဲ့ကပေါ့နော်ပွဲကြီးကိုအောင်မြင်စွာနဲ့ပြိုင်နိုင်ဖို့ပဲလာနုဆူတောင်းပေးတယ်ဘာလို့လဲဆိုတော့အားလုံးကအရင်ပဲနှစ်ယောက်နဲ့ပြန်ကြမှာပဲရှင်ကြမှာပဲဆိုရင်သူခမအရင် pressure တွေပြီးလိမ့်မယ်ပေါ့နော်အဲ့တော့ miss grand ကလာနုတီတည်တယ်ညီမတို့လည်းတည်တဲ့အတိုင်းပဲအရန်ကိုဖိအားပေးတယ်အဲ့တော့သူဟိုမှာအေးစိစိပြိုင်နိုင်ဖို့ကျမကြီးအရာစိတ်ကျမကြီးလူကျမကြီးကိုပဲဦးစားပေးစေချင်ပါတယ်ရှင် အဲနာမည်ပြတ်တယ်ဆိုတာကတော့ကိုခံယူမှဖြစ်တာပေါ့เนาะတချို့ကြတော့လည်းနေနာမည်ပြတ်သွားပြီတချို့ကြတော့လည်းနေနာမည်မပြတ်ဘူးပေါ့ဒါပေမဲ့နိုင်ငံတကာအလယ်မှာနာမည်ပြတ်လားမပြတ်လားဆိုတာကိုပဲကြည့်ရပါတယ်မြန်မာပြည်မှာပြတ်တာမပြတ်တာကိစ္စမရှိပေမဲ့နိုင်ငံတကာမှာနာမည်မပြတ်ဖို့ကအရေးကြီးပါတယ်ရှင်ဟုတ် ပြီးတော့လာတော့မနစ်ကဆိုတာနာမည်ပြတ်သွားတာမဟုတ်ဘူးမနစ်ကကျတော့ pressure တွေအရင်များပြီးတော့ပောက်ကွင်းထွက်သွားတာနာမည်ပြတ်တယ်ဆိုတာကတမျိုးသောအရာပေါ့နော်ဒါကကျတော့ကိုချင်းသိက္ခာပိုင်းပျက်စီးနေတာမဟုတ်ဘူးဟိုချစ်စေချင်တာမဖြစ်လာလို့ အစေတနာအမားနဲ့ရင်မဲအရန်ငယ်လုံးနဲ့အတွက်ကြောင့်သူ့ရဲ့ composure ကိုမထိန်းနိုင်တာရဖြစ်တာဆိုတဲ့အတွက်ကြောင့်ဒါနာမည်ပြတ်သွားမှာမဟုတ်ဒါကြောင့်မဟုတ်လို့ Miss Grandy နှစ်ကိုယူတဲ့လူတွေအတွက်ကိုလားနုကနာမည်ပြတ်တဲ့ပွဲကြီးကိုယူတယ်ဆိုပြီးတော့လားနုကတော့မပြောစေချင်ဘူးဆိုတော့မနှစ်ကမဲနာမည်ပြတ်တာမဟုတ်ဘူးမနှစ်ကဟိုက pressure အရန်များသွားဖြစ်စေချင်တဲ့စိတ်တွေများလို့ဖြစ်သွားတာလေဟုတ်တဲ့အွေကတော့သူ့ရဲ့စူးစမ်းမှုပေါ်မှာပဲမူတည်ပါတယ်အသက်ငယ်တယ်ဆိုတိုင်းလည်းမလုံနိုင်ဘူးဆိုတော့မဟုတ်ဘူးလေအသက်ငယ်တဲ့သူတွေလည်းအများကြီးပဲ international stage ပေါ်မှာရောက်ခဲ့တဲ့ ဟိုအလမေအများကြီးပဲဒီနိုင်ငံမှာအသက်16နှစ်နဲ့သွားခဲ့တဲ့အလမေတောင်မှအများကြီးပဲအဲ့လိုဆိုတော့ဒီအသက်အရွယ်ကတော့ဟိုမခွဲစားမခွဲခြားစေချင်ဘူးပေါ့နော်အသက်အရွယ်ကြောင့်သူ့ရဲ့အရေးရှင်ကိုမချပြတ်နိုင်ဘူးဆိုတော့မဟုတ်ဘူးအသက်ငယ်တဲ့ကလေးလေးလုံနိုင်ခဲ့တယ်ဆိုတာအရှိမအများကြီးပဲဟိုအဲ့လိုဆိုတော့ဟိုအသက်အရွယ်ကြောင့်တော့ဟိုဟာမဖြစ်စေချင်ပါဘူးဟိုညီမတို့ကတော့ဒီညီမရဲ့ကလေးတွေကလည်းသူတို့ရဲ့ဟိုစိတ်ဆန္ဒအရာဒီဘွဲကိုတွားပြဲမယ်ဆိုတော့ညီမရဲ့ organization အနေနဲ့လည်း ဒါ GGBU ဖွင့်လွှတ်ပေးတယ်ပေါ့နော်ဟိုဆေးလွှတ်ပေးတယ်သူတို့လည်းအကောင်းဆုံးလုပ်နိုင်ဖို့အတွက်ညီမအနေနဲ့ဖက်ဖက်ကနေပြီးတော့ဟိုလိုအပ်တာမှန်များပံ့ပိုးပေးသွားပါပံ့ပိုးပေးသွားမယ်ပြီးလို့ရှိရင်ဒီအမြင့်ဆုံးရလည်းမရခဲ့တဲ့တိုင်အောင်တော့မအကောင်းဆုံးဖြစ်စေချင်တယ်ပေါ့နော်အကောင်းဆုံးတော့ညီမတို့အနေနဲ့တော့ဟိုအလှမယ်ရောညီမတို့ဒီ Security Trader ဘက်ကရောအကောင်းဆုံးကြိုးစားသွားပြီးတော့ပြောချင်ပါတယ်